မမတာပါတီဥက္ကရာကမိမနဲ့ရံဖြစ်ပြီးတော့တနက်ပြဖောက်လိုက်တယ်ဆိုတော့မောင်မြန်ခြေဆိုင်မြို့သားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကရာတန့်စော်ဆိုရဲကောင်သူနဲ့သူမိမကမကြမကြရံဖြစ်တက်တာပါသူမိမနဲ့ရံဖြစ်တာတော့မှချင်းချောက်တနက်ပြဖောက်တယ်ဆိုတော့အရသာပြည်သူနဲ့တာ ရန်ဖြစ်မယ်ဆိုရင်ပြင်းများတတ်မလားဗျာခွေးကောက်ပွဲမှာပါဝင်ကြမယ်ဆိုတဲ့ပါတီဥက္ခရာကြီးတွေရဲ့အဆင့်အတန်းပေါက်ဆန်းတွေကိုကျွန်တော်တို့ဒီနေ့ကြားရမှာဖြစ်ပါတယ်နောက်တဲ့အရန်ကိုဆန်းနေတာက ဖယ်ခုကုနေတဲ့မင်းအွန်လိုင်းအကြောင်းလဲကျွန်တော်တင်ပြပေးပါမယ်။ဟာရှေကောက်ဘွဲရလာတော့မယ်။ဘာရီမြန်အတားဆီးတွေဖြစ်မလဲဘာရီမြန်အနောက်ဆက်တွေဖြစ်မလဲပြာရာတွေခပ်ပြီးတော့အခုဖယ်ခုကုနေတယ်ဆိုတဲ့အကြောင်းနေကြားထရပါတယ်။ရန်ကောင်းတဲ့ဒင်းတစ်ခုလည်းရှိပါသေးတယ်ကျွန်တော်ရင်မိသားစုဝင်နေ။ဖိုဒီမမနဲ့ကျွန်တော်တို့အဘက်ကနေပြီးတော့ရန်တန်းပြစ်ခတ်မှု အဲ့ဒီရန်တမ်းပြက်ခတ်မှုကချက်ဩစံငံတန်းတော့တိုးသွားတယ်ဗျာဆိုတော့ချက်ကစံကိုတိုးသွားတယ်အဲကျွန်တော်တို့ဒီမှာစကားလေးတွေနော်တခါကြရင်ကျွန်တော်တို့အရန်လဲဟိုနော်မလို့အဲလောလောလင်းလောပြောတဲ့ခါကြရင်အမှားလေးတွေလဲပါတတ်တယ်ဗျာချက်ကန်းစံအိုတိုးဟုတ်ပြီချက်ကန်းစံကိုဘလို့တိုးရဘလို့တိုးသွားတာလဲဆိုရင်အကျန့်ဖက်စစ်ခွေးတက်ရှိတဲ့နေရာကိုတဲ့တယ်ဒီကြပြီးတော့ gain ဆိုတဲ့အတန်တော့မထွက်ပဲနဲ့ဝီဇီငရဲကို message ကြိုက်ချင်ပြပါစောက်တို့ဆင်းသွားရတယ်ဆိုတော့တိုက်ပွဲတွေမှာရှိတယ်ကျွန်တော်ရင်မိသားစုဝင်နေအဲကျွန်တော်တို့ကရန်သူရဲ့ဒါတနတ်တန်ကိုခံမှန်းပြီးတော့အဲ့နေရာကိုကျွန်တော်တို့ရန်တန်တိုက်ခတ်ရတာရှိပါတယ်ဖေခုကုရဲ့အကြောင်းကိုအရင်စမယ်ဖေခုကုရဲ့ဆိုတဲ့ဇကားကကျွန်တော်တို့ဒါမြန်မာနိုင်ငံသားတွေနဲ့တော့ တိတ်တော့ဆန်းတဲ့စကားတခုမဟုတ်ပါဘူး။ဘေးရကြာတွေတောက်လျှောက်လှုပ်လာကြတာအကျွန်ဖက်စစ်ခွေတက်တို့လည်းကြောက်သိမှအလွန်အင်မတန်ကြောက်တာကိုကျွန်တော်တို့တရားမှာဖြစ်ပါတယ်။ဟုတ်ပြီအာနာရှင်တွေဟာဘာရီလှုပ်ကြတာအာနာရှင်တိုင်းတော့ဇီဒီအကြီးကြီးတွေတဲပြတယ်။ပြောက်ဖျားဘလုံးကြောင်းကအကြီးကြီးတွေစောက်ပြတယ်။ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့အာနာရှင်တိုင်း လုံလိလုံထရှိတယ်ဖယကုဟုတ်ပြီအခုမရောက်လိုက်ဖယကုကတော့ရေလည်းကျန်းလိုက်သူတောက်ခဲပဲမဟုတ်ဘဲနဲ့သူ့အောက်မှာရှိတဲ့သူတွေအကုန်လုံးကပဲဘေးရီရေရာချင်းနဲ့တောက်လျှောက်ကုလာခဲ့တာရှင်းထွက်ရမယ်ဟေးဆိုရနဲ့နောက်တန်းမှာကကျွန်တော်တို့ငပြောသည့်အုံးသီးတွေနဲ့ဆူတောင်းကြတယ်ကျွန်တော်သိတဲ့ငပြောသည့်အုံးသီးကတော့ အဲ့လေကျွန်တော်တို့တိတ်သွားတဲ့အချိန်မှာအုံဒီခွဲကြတာဟုတ်တော့ကျွန်တော်မိသားစုနေကျွန်တော်တို့မြေမြုပ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့မြန်မာဒလိအတွင်းမှာကျွန်တော်တို့တွေ့ဘူးတယ်ဗျာအာအချို့သောဒီအဲအကုန်လုံးတော့မလုပ်ပြီမယ်ပေါ့နော် ဟုတ်ပြီယူရနဲ့ယူရဒလိထုံးတန်းနေနဲ့ပတ်သက်ပြီးတော့ပြောရတာလေအမှားပါတဲ့ခါကျရင်လည်းအာနာမိပါတယ်အကြမ်းပတ်စစ်ခွေးတက်ကမင်းအွန်လိုင်းဟာတဲ့လက်ရှိပေါ့နော်မြန်မာနိုင်ငံမှာတဲ့ခံခန့်မှုအရှိဆုံး ွားလုံးထုတ်ထားတယ်။၎င်းတည်ထားတဲ့မာယဝိဇယကြောက်စင်းဖျားကြီးမှာလူစီကားဖို့အတွက်ပြီးတော့လာမယ့်ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ကြီးမှန်းပြီးတော့ဖယေကုကုနေချောင်းကြတိထားရတာဖြစ်ပါတယ်။ဒါပြင်လူစီကားဖို့အတွက်ကိုလည်းပဲပွဲလန်းသဘင်တွေလှုပ်ဖို့စီယုံတင်းတင်းပြီးတော့လှုပ်ဆောင်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ မ္ဘာပေါ်မှာစခြင်းကြောက်တာထိုင်တော်မူဖျားမြနဲ့ညံတော်အမြင့်ဆုံးဆိုပြီးတော့ကြွားလုံးထုတ်ထားတယ်သူပြီးတော့မာဝိဇ္ဇဖျားကစာပင်တည်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ NCDN ဝန်ထမ်းတွေမကြာခဏသွားပြီးတော့အာဘေးရင်ရကြတွေကျွန်တော်တို့လောက်တာတွေပြီးတော့အကျန်းဖက်စစ်ခွေတက်ကအဖွဲတွေပေါ့နော်အဓိကဖြေခုခုဖြေခုခုကိုသွားတဲ့နေရာတွေတွေ့ရပါတယ်ဟုတ်ပြီ အချို့သောသူတွေဆိုရင်အဲ့ဒီနေရာလူစီကားဖို့မင်းအောင်ဖိုင်ကညွှန်ကြားထားတဲ့အတွက်ចောင်းသားတွေကိုလမ်းစိပေးပြီးတော့မှအလေအပတ်ပို့ရတယ်ဆိုတာကျွန်တော်တို့ကြတိထားပါတယ်ကျွန်တော်တို့ចောင်းဆရာတွေရဲ့ဒါပေါ့နော်သူတို့မိဘတွေရဲ့ရန်ပုံငွေဆိုတဲ့ခေါင်းစဉ်အောက်မှာပတ်စံတွေရယူပြီးတော့မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်နဲ့လူစီကားဖို့အရေးတို့အရေးပေါ့ဗျာဆိုတော့ဂျာလေးက ဘာမသိညာမသိနဲ့ကလေးတွေကအဲ့ဒီဖះကိုသွားပြီးတော့ဖူးမြော်ရတယ်ပေါ့ဗျာလက်ဖက်ရတယ်ပေါ့လူစီကောင်းအောင်လုပ်တဲ့ပုံစံတစ်မျိုးပါသူ့အနေနဲ့ခုပြပြနေတာကလည်းရွေးကောက်ပွဲအတင်းဆောင်ဖြစ်လာမလားလုပ်နေရင်းနဲ့ဘယ်တရားမှာဘာဖြစ်မလဲစတာရီနဲ့စိုးရင်ပူပန်နေရတယ်နေပိတ်နိုင်ညမ်းအိမ်နိုင်ဖြစ်နေပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေတော်တော်လေးတနာဖို့ကောင်းတယ်နော်တရားကြဖို့လည်းကောင်းတယ်ဒါကြောင့်မို့လို့လေဖြေခုခုနေတယ်လို့ကျွန်တော်တို့တတွင်သတင်းအင်းမြစ်တွေကကျွန်တော်တို့သိရှိထားရတာဖြစ်ပါတယ် ဒီကောက်ဖွဲနဲ့ပတ်သက်ပြီးတော့အလွန်အင်တန်စိုးရင်ကြောက်ကြမှုတယ်သူဖြစည်းခံစားနေရတယ်အနာတဲမီရဲ့နောက်ပိုင်းမှာသူ့ကိုယ်သူယာယီတမရလို့သုံးနှုံးပြီးတော့စကောင်းဆောင်ကျမ်းဖတ်မင်းအောင်လှိုင်ကငွေချေးတန်းပေါင်းများတော့အခုံကြခံသုံးဆွဲပြီးတော့သူတို့အဓိကရုံးဆိုင်တဲ့နေပြီးတော့မှအဲ့ဒီဇေဒီအဲ့ဒီဖျားကြီးကိုတည်ထားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပြားနဲ့ပတ်သက်ပြီးတော့ဒီဇေဒီကြီးနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်ကတော်တော်လေးကိုဒါကြွားဝါတာကိုလည်းကျွန်တော်တို့အရှိန်အမှန်တွေ့ရပါတယ် ကျွန်တော်ငလေးလုံးတော့ဗျာဒီဒီဘာမှမဖြစ်ဘူးဘာညာပေါ့နော်ကြောက်တော့ဟိုဒီစင်ကြောက်ပေါ့နော်စင်ကြောက်မှာထွင်းထုတာလားဟုတ်ဗျာဘာဖြစ်မလဲဘာမှဖြစ်စရာမှမရှိတာဆိုတော့အခုနောက်ပိုင်းတွေမှာဒီတက်နဲ့ပတ်သက်တဲ့သူတွေဟာအဲ့ဖေဖေကုကုတဲ့အဓိကနေဟာအဖြစ်အဲ့ဒီစီဒီကြီးပေါ့ဗျာအဲ့ဒီကျွန်တော်တို့မာယာဝိဇ္ဇယဒါကြောက်စင်းရုပ်ထုကြီးကိုအဓိကအသုံးပြုနေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ် ြေတန်ဖက်တဲ့ကျွန်တော်တို့အာတယင်းတွေတက်မာတွေပြီးတယင်းမှုတွေအာရာရှိဂရော်တွေဟာဒီသူတို့လောက်ကြားလို့ရဲ့အမီနာမတွေနဲ့အာမပြောသေးဘူးအုံဒီပွဲတွေမှာထိုးပြီးတော့ဗောနော်ဘေးနဲ့ကင်းရှင်းဖို့အတွက်အာပြီးတော့အာဘာညာဖြစ်ဖို့ပေါ့ဗျာဆူတောင်းတာတွေကိုလည်းပဲအဲ့ဒီအဲစီဒီကြီးမှာဗောနော်အဲ့အဲ့ဒီဖျားမှာဗောသွားပြီးတော့ရင်ကြာတွေခြေကြတယ်ဗောနော်ဟောဖျားလဲတော်တော်နားကြီးမယ်ထင်တယ်ဗျာ ။ဘာလို့လဲဆိုတော့အရှိမလဲတေတာကလည်းတောက်တောက်လဲပြီးတော့အနောက်မှာကလည်းတက်မလာဟိုမုဆိုးမတို့ရွာကလည်းပဲငိုကြီးချက်မှပြီးတော့အအချို့ပေါ့နော်အဲတွားပြီးတော့ရှေးတန်းရောက်လိုက်အဖျားစီတွားလိုက်အပြီးတော့ဖျားမဆူတောင်းလိုက်ပြီးတော့ရကြာတွေခြေလိုက်အကျွန်တော်တို့တွေပါစီမီတွေထွန်းလိုက်အဓိကတော့အဲ့ဒီမှာစီးပွားဖြစ်သွားတာတော့ငပြောသည်အုံသည်ကျွန်တော်တို့ပွဲထိုးပြီးတော့ရောင်းတဲ့သူတွေကစီးပွားဖြစ်နေတယ်လို့ပဲကျွန်တော်တို့ ကြာတိထားရပါတယ်။ဘာလို့လဲဆိုတော့သူတို့ရကြတဲ့ခြေသူတို့ပြေကုကုနေလဲပဲရှေ့မှာသွားတယ်သူတို့လင်းတော်မောင်တွေကအိမ်ပြန်မရောက်ဘူး။ဆိုတော့ TikTok တွေမှာဆိုရင်လည်းပဲကျွန်တော်တို့အများကြီးတွေ့ရတာကအကျန်ဖက်စစ်ခွိတက်ကအသူတို့ရဲ့အာမိမတွေပေါ့ဗျမိမတွေငိုကြွေးနေတာတွေပဲကျွန်တော်နေ့စဉ်တွေ့နေရတာပါဆိုတော့မင်းအောင်လည်းဥဆောင်ပြီးတော့ဖျက်ကုကုတယ်ဆိုတဲ့ကိုကအိုက်ထက်အချင်းနေစိုးဖို့ပဲဖြစ်ပါတယ်ဟုတ်ပြီသူ့ကိုသူတော်မှမကယ်နိုင်တာဗျမင်းအောင်လည်း ခိုင်းတဲ့အတိုင်းမင်းအောင်တိုင်းလှုပ်တဲ့အတိုင်းလိုက်လှုပ်နေတဲ့သူတွေလည်းတကယ့်ကိုယူပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီအဓိကသတင်းခုလေကျွန်တော်ဖော်ပြခြင်းနေပြအဲ့ဒါကရင်းမြစ်မပါတာပါတီဥက္ကရာကမိမနဲ့ရင်ဖြစ်တဲ့အချိန်မှာတနက်ပစ်ဖောက်လိုက်တယ်လို့မော်လမြိုင်မှာနာမည်ကြီးနေတာပါဟုတ်ပါတယ်လက်စားမှုနဲ့ရဲကပြုတ်သွားတဲ့နောက်ပြီးတော့ယာဇွတ်ကောင်လို့လည်းပြောလို့ရတယ်ကောင်ဖောက်လဲကြဘူးပါတယ် မော်လမြန်ခြေဆိုင်အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌတန့်စော်ဇနီးတဲ့နဲ့ရန်ဖြစ်ပြီးတော့စိန်ထိန်နိုင်မင်းနဲ့တနက်ပြစ်ဖောက်ခဲ့တယ်လို့ကျွန်တော်တို့မော်လမြန်ဒေသခံတွေကဒီပြပုတ်ထားတာဖြစ်ပါတယ်မွန်ပြည်နယ်မော်လမြန်မြို့နယ်ညိုင်ပါရာဖခင်လန်းနေတန့်စော်ဆိုတဲ့ကောင်ကနိုဝင်ဘာနှစ်ရက်နေ့ညနေပိုင်းမှာ၎င်းရဲ့အိမ်မှာမိမဖြစ်တဲ့သူနဲ့စကားများရန်ဖြစ်ကနေစပြီးတော့တနက်ပြစ်ဖောက်ခဲ့တာဖြစ်တယ်လို့သိရှိထားရတယ် ဆိုတော့တန့်စော်ဆိုတဲ့ကောင်ရဲ့ဒါအနားမှာနေတဲ့သူတွေကတီးပြုတ်ထားတာဖြစ်ပါတယ်သူတို့လူများကလည်းမကြမကြရံဖြစ်ထက်တယ်တဲ့ဘယ်လောက်ထိမကြမကြလဲဆိုနေတိုင်းနေပါပါပဲတဲ့တနက်ပြစ်ဖောက်တာကလည်းခုမှပါတဲ့ဒါပေမဲ့ဘယ်ရောက်ထွက်လာတာလဲပြီးတော့သူ့အိမ်ထဲကထွက်လာတယ်လို့ကျွန်တော်ဒေသခံတွေကပြောပြပုတ်ထားတာဖြစ်ပါတယ်ကျွန်တော်ပပီဥက္ကဋ္ဌတွေကိုမင်းအောင်လှိုင်ကတနက်ထုတ်ပြီးထားတာလား မိမနဲ့ရင်ဖြစ်တာတော့မှတနက်ပြဖောက်တယ်ဆိုတော့ကျွန်တော်တို့အချက်သားပြည်သူနဲ့ပြဿနာတက်ရင် तू ပြစ်တယ်မှာဟုတ်တယ် तू မချင်တဲ့သူတွေဆိုရင်အဲ့တနက်နဲ့ तू ရှင်းတော့မှာ तू မိမတော့ तू မနိုင်တာ तू ကပါတီဥက္ကဋ္ဌရတယ်ဟော sorry နော်ကျွန်တော်ရဲ့မိသားစုနေမိမနိုင်တာတွေမနိုင်တာတွေကိုကျွန်တော် အထည့်သွင်းပြောတာလေးပေါ့နော်အချို့ကျွန်တော်ရဲ့အမျိုးသမီးတူတွေတော့နော်အဆင်ပြေတာရှိရင်တောင်းပန်ပါပြောချင်တာကတော့ဗျာကိုမိသားစုစစ်စီလုံးလုံးတိုက်တိုက်ဝုံဝုံငင်းငင်းချမ်းချမ်းဖြစ်အောင်အောင်မှ မဖန်တီးနိုင်တဲ့ကောအခုရက်ွက်ကသတင်းပို့လာပြီနေတိုင်းနေပါရန်ဖြစ်တာသူမိမနဲ့ဆိုတော့သူကအမျိုးသားအကျိုးစီးပွားတော်တဲ့ရေပါတီဆိုတော့ ဟာတတော်အံ့ဩဖို့ကောင်းတယ်နော်ကျွန်တော်တတော်လေးကိုဒါတွေကိုကြားတဲ့အချိန်မှာတရားတွေလည်းပေါက်ပါတယ်ဗျာတကယ်ပါပဲဟုတ်ပြီတန်တော်ဆိုရဲကောင်မုံမီနဲ့ခြေဆက်မျိုးသားကျိုးစီပါတိုးတက်ရေးပါတီဥက္ကရာပြေအကြံဖက်စစ်ခွေးတက်ပြုလုပ်တဲ့ပါတီနဲ့ဒါဖိတ်ကြားထားတဲ့ပွဲတွေကိုတက်ရောက်ခွင့်ရခဲ့တယ်ပြောရဲမြောက်နိုင်ခံထားတဲ့စစ်ဘူချုပ်တီနဲ့လည်းဓပုံတွဲရိုက်ပြီးတော့ထင်ရှားလာတဲ့သူလည်းဖြစ်ပါတယ်တဲ့ အခု तू လုပ်နေတဲ့အလုတ်ကန်အဲ့ဒီအလုတ်ကန်အကြောင်းလေးလည်းပြောချင်ပါတယ်လက်ရှိလုပ်နေတဲ့အလုတ်ကန်ဟာတဲ့ဌာနဆိုင်ရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလိုက်လုပ်ပေးနေတဲ့ပွဲစားဂျာပွဲစားဖြစ်ပါတယ်အနာရှိတဲ့သူတွေနဲ့ဓာတ်ပုံတွဲရထားတယ်ချိုးထုတ်ပြီးတော့ဗောဗျာပိုင်တယ်ဗောဗျာသူကတော့ပဲဘိုးချုံးနေဗောနော်ဗစက်ထဲမှာရှိတာလေးလည်းပြောနမိုရဲရလည်းပဲအဲရဲပြုတ်လည်းဖြစ်တော့ဗျာတော်ကီလေးတော့နည်းနည်းလေးကောင်းရင်ကောင်းပါဗောဟုတ်ပါတယ်သူကလည်းတော်ကီကောင်းတယ်လို့လည်းကျွန်တော်ကြားသိထားရတယ် မောင်နိုင်မျိုးကဌာနဆိုင်ရာတွေကိုအဲ့လိုမျိုးကျွန်တော်တို့ဗျာအအခင်းဖြစ်ပွားတဲ့ကိစ္စတွေပြီးတော့ဌာနဆိုင်ရာနဲ့မဖြစ်မနေလုံးလောက်မဲ့နေရာတွေမှာ သူကကြားခနေပြီးတော့ပွဲစားလုပ်တာဖြစ်ပါတယ်အဲ့အဲ့လိုလည်းရှိတယ်เนาะကျွန်တော်မိသားစုလုပ်ကောင်းမယ်ထင်တယ်ဗျာတခုခုဗျာကျွန်တော်တို့ဒါဌာနတခုတခုလိုချင်တာတွေပဲဖြစ်ဖြစ်ရှောက်ထားချင်တာတွေပဲဖြစ်ဖြစ်ဒါလည်းပတ်သက်ပြီးဆိုရင်သူကကြားလိုက်ကနေတော့အအကျိုးဆောင်ပွဲစားလုပ်ပေးနေတယ်ဗောနော်ဟုတ်ပြီ တရားဝင် agent တော့မဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဒီလိုပဲခွေးတော့ပုတ်ကောက်ဝင်ပြီးတော့ငါဟိုကောင်နဲ့ပိုင်နေဒီကောင်နဲ့ပိုင်နေနောက်ဆုံးပြာစေရင်မှုနဲ့တိတဲ့ကောင်တော်မှလမ်းသွားရင်ဘယ်လိုလဲဒီလိုဒီလိုဟုတ်ပြီအဲ့ဒီကောင်ကလည်းတကယ်ကိုနမည်ပြက်နဲ့ကြော်ကြားနေတဲ့သူတွေဖြစ်တယ်မောကျွန်တော်တို့မော်လမြိုင်သားတွေအကုန်လုံးတိတယ်မြောင်းလိုက်လက်ထက်မှာသူကပါတီဥက္ကရာဖြစ်လာတာလည်းမဆန်းဘူးတဲ့မော်လမြိုင်မျိုး ဥမွန်ရက်နေတဲ့မျိုးသားတူကပြောတာပါရေးဘွားတို့ကလည်းမော်တော်ပီကင်နဲ့တပွင်းလို့ပြောကြတယ်ပြီးတော့ရဲတွေလက်စားကလည်းမထူးဆန်းဘူးတဲ့ဒီကောင်ကတော့ပြုတ်တဲ့အဆင့် ठी လက်စားထားတဲ့ကောင်ဖြစ်တယ်မိမကိစ္စတွေမှာလည်းပဲဆရာအဆင့်နမည်ကြီးတဲ့သူလို့လဲပြောပါတယ်ဟာအကျန်ပတ်စစ်ခွတ်တက်ကတပွင်းလောက်လေးရသွားပြီဆိုတော့မိမလိုက်စားတဲ့ကောင်တွေပဲကျွန်တော်တို့ကြားနေရတာနော် ုတ်တယ်ကြောက်ရင်မိသားစုဝင်တယ်အားကြောင့်လည်းပဲပြီးခဲ့တဲ့ရက်ပေါ့နော်ကျွန်တော်တို့ online ပေါ်မှာရန်ကို hot သွားတယ်ကျွန်တော်တို့ rap အဆိုတော်ဖွဲ့စင်ပေါ်ကနေပြီးတော့ကိုလုံးကြီးဖြတ်ပြီးတော့អរលីស្រោអាមិញផាតាតាតនាមិញអនឡាញជីយេអិច្មាលុចောင်းនីដែរអាជួយចောင်းនីដែរអតានរីនេះអណោមកភិបៀតនីដែរអភិបៀតរីយា ဘယ်လိုလဲအညီမှုရှိရလားတကယ်ပါပဲတကယ်ပါပဲတကယ်ဗျမ်းပြဖြစ်နေတာအာပြီးတော့မှအဖန်ဟေးစီးဟေးပါရညာလေးပေါ့နော်ဟုတ်ပြီအဲ့ဒါောင်းပါတဲ့ဘသူဘလို့ဒူးထောက်ပါမလဲဆိုတာလေကောင်းကောင်းကျွမ်းကျင်နေတဲ့သူရဲ့အဓိကကျွမ်းကျင်မှုကတဲ့သူကဂါတတ်တာလို့လဲသိရပါတယ်သတင်းပေးပို့ထားတဲ့သူကိုလည်းကျေးဇူးအထူးတင်တယ်သတင်းပေးပို့မှုချက်ကအရန်ကိုတိကျတယ် အကျွမ်းကျင်ဆုံးကတဲ့ဘယ်ကောင်ဟိုဘယ်လိုမျိုးဒူးထောက်ပြီးတော့ဘယ်လိုပေါင်းရမလဲဘယ်လိုကဖားရက်ဖားလုပ်ရမလဲဆိုတာသူရကျွမ်းကျင်တယ်အမှုကျင့်ဖြစ်တယ်ပြီးတော့သူကဂါတာပေါ့ဗျာကျွန်တော်တို့ဒါဂါတယ်ဆိုတဲ့စကားကအဲကျောင်းရဲ့နိုင်ငံသားမှာရှိနေတဲ့ကျောင်းရဲ့မိသားစုဝင်တွေတော့အဲ့စကားဒီနေ့တော့ဟိုစမ်းနေမယ်ထင်တယ်ဗျာဟိုလက်ပေးဟိုကျွန်တော်တို့လက်ထိုးတာပေါ့ဗျာလက်တူလက်ထိုးတာကိုကျွန်တော်တို့အချို့ဒီရက်ကွက်ဘန်းစကားအနေနဲ့ဂါတယ်လို့လည်းသုံးကြတယ်ဗျာကျွန်တော်အဲ့စကားကိုမသုံးတက်တာကြာပြီဗျာအခုမှပြန်တွေ့တာဆိုတော့မလာလက်ချက်မှာ မပတ်ပါလီဥက္ကဋ္ဌဖြစ်လာတဲ့ကောင်မိမနဲ့ခဏခဏယံဖြစ်အခုဆိုရင်တနပ်ပါပြစ်ဖောက်ပြီးတော့မိမကိုချင်းချောက်ပြစ်တက်ဖို့ကြိုးစားနေတဲ့အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌဆိုတဲ့တန့်စော်ဆိုတဲ့ကောင်ကျွန်တော်ကလည်းစဉ်းစားတော့ ကိုမိသားစုတော်မှာကိုအေးချမ်းချမ်းတိတိငြိမ်ငြိမ်မဖော်ဆောင်နိုင်တဲ့ကောင်ကအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌတဲ့။ဒါတော့ကျွန်တော်မနေ့ကလည်းပြောခဲ့တယ်။အမှုပညာရှင်တွေတနတ်တွေတရားဝင်ကန်ဆောင်ခွင့်ပြုထားကြတယ်။ဟိုအရှိမှလည်းပဲ license နဲ့ကန်ဆောင်ဖို့ဘာညာဆိုပြီးတော့တို့လို့အဲ့အတန်မာတွေကကြောက်မိသားစုဒီကောင်နေပြင်ဆင်ပြီးသားပြင်ဆင်ပြီးသားအခုလည်း ပါတီဥက္ကရာကောင်ကြီးလက်ထဲကိုဂန်းနေရောက်လာပြီဆိုတော့ကျောင်းရဲ့ UG ရဲပေါ့ကျောင်းရဲ့လူကျောင်းတပ်ဖွဲ့ဝင်တွေကိုပဲအသိပေးတာပါဒီကောင်ကြီးကလူရှင်အောင်ခါးကြားတွေမှာတနတ်ထိုးပြီးတော့သူတို့စီးရဲ့ကားရဲ့ဒီ box တွေမှာတနတ်တွေထည့်ထားတယ်ဒါပေမဲ့များသောအားဖြင့်ကဒီကောင်ကြီးဘောင်းဆွဲချိန် cricket လေးကိုလက်တောင်ထည့်ချင်တော့မရဘဲနဲ့ပဲဂိမ်သွားတာများတယ်ကျွန်တော်မိသားစုဝင်တွေတောက်လျှောက်ကြားမှာပါ ။ဟုတ်ပြီ။ဒါကတော့လက်ရှိနေအောင်လိုင်းအောက်မှာဥက္ကရာဥက္ကရာဥက္ကရာပါတီလူကြီးပါတီလူကြီးဆိုတဲ့အကောင်တွေရဲ့အမှုအကျင့်ဇိုက်လက္ခဏာတွေကိုကျွန်တော်ထင်ရှားစွာတွေ့နေရတာဖြစ်တယ်။လက်ရှိချိန်မှာတော့အဲဒီတန်းတော်ဆိုတဲ့ကောင်ကလည်းပြက်ဖောက်ပြီးတော့အနီးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေကတော့ထိတ်လန့်ဖြစ်တာပေါ့ဗျာ။ပြည်သူလက်ထဲမှာဘာမှမမရှိတာဘို့ဗျာ။ဒီကောင်တွေကတော့တနတ်နဲ့ပတ်စံနဲ့ကားနဲ့ ဆိုတော့လည်းပဲအမြဲခံရတာပြည်သူပဲပေါ့ဗျာဟုတ်ပြီအချို့ရှင်းစရာရှိရရှင်းမဲ့ဆိုရင်လည်းမြင်မြန်ဆန်ဆန်ရှင်းလို့ရအောင်ကျွန်တော်ဒီကနေပြီးတော့သတင်းပေးပို့တာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်အရှိမပြောတဲ့စက္ကန်းဆန်အိုတို့ ဒီမမနဲ့ရန်မှန်ပစ်လိုက်တာကျွန်တော်ရဲဘော်တွေကလည်းဝန်ခံတယ်ကျွန်တော်တို့အဲ့ဒါကိုရန်မှန်ပစ်လိုက်တာပါတဲ့ကျွန်တော်လည်းပြောပြသားကျွန်တော်တို့တိုက်ပွဲဆင်မြေပြင်တွေမှာဆိုရင်ကျွန်တော်တို့အဲချို့ဒီရန်သူတို့ပေါ့နော် face to face မြင်နေပြီးတော့ကျွန်တော်တို့အဲရုပ်ရှင်ကားတွေမှာလို့ပေါ့နော်အဲကြီးစံတွေကိုရှောင်တင်းပြီးတော့ပစ်ကားတဲ့ပွဲတွေမဟုတ်ဘူးကြောက်ရင်မသားစုငယ်တယ်တိုးတာတက်တာဒီကောင်တွေကလည်းပဲကြီးကွယ်မြက်ွယ်တွေနဲ့တိုးတာတာပဲကျွန်တော်တို့ကကြီးကွယ်မြက်ွယ်နဲ့ပစ်ကားတာတွေပဲဆိုတော့ကကျွန်တော်အမာပြော့နဲ့ခွဲခြားနိုင်တဲ့ရဲဘော်နဲ့ ကျွန်တော်တို့ပြအားသုံးနိုင်တဲ့အခြေအနေတွေပြီးတော့နေမီကျွမ်းကျင်တဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့ပဲပွဲပွဲကအဆုံးဖြတ်ဖြစ်သွားတာပါဆိုတော့ရန်သူရဲ့ပြစ်တဲ့ဒါအတနတ်တန်တွေပေါ့ဗျာတနတ်တန်တွေလက်နက်တန်တွေကိုနားဆွင့်ပြီးတော့ကျွန်တော်တို့ခံမဲ့ area တွေကိုကျွန်တော်တို့ပစ်ချပြီးတော့ခြေမုံတဲ့အခြေအနေတွေလည်းကျွန်တော်တို့အများကြီးသုံးရတာရှိတယ်အခုခြေနေရာလည်းအဲ့လိုမျိုးပါပဲ40မမတုံးပစ်ကျွေးလိုက်တယ်အချမ်းဖက်စစ်ခွေးတက်ကအုတ်သေးကိုကြပြီးတော့ရှင်းသွားတယ်ဆိုတော့အเจ้าမှာအဲ့ဒါကကျွန်တော်တို့ ခုတ်ကူမှဖြစ်သွားတဲ့ကိစ္စပါလက်ရှိကျွန်တော်တို့အဲဆောက်ပန်းတပ်ဖွဲ့တွေကလည်းပဲတရားဝင်ထုတ်ပြန်ကြေညာချက်မှလည်းတွေ့ရမှာဖြစ်ပါတယ်ကုန်ကားကိုငွေချေတောင်းယူနေတဲ့ဒါခွေးတွေကိုကျွန်တော်တို့အဲဆောက်ပန်းတပ်ပေါင်းစုကနေပြီးတော့ဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ဗျာဒီပခုတ်ကူလေးရင်ကွင်းနဲ့ပခုတ်ကူလေးရင်ကွင်းထိတ်မှာကုန်ကားတွေမှာငွေကောက်ခံယူနေတဲ့ပေါ့နော်ရဲခွေးတွေကိုပြစ်ခတ်တဲ့ပွဲစဉ်မှာပါ ဘာမှကျွန်တော်တို့ပြစ်ခတ်မှုအပြင်မှာကျွန်တော်တို့ဒါရဲခွေးတွေကိုကျွန်တော်တို့အသေးဖမ်းဆီးရမိခဲ့တာရှိတယ်ပြီးတော့အဲ့ဒီမှာရဲကောင်နဲ့ပေါ့နော်သူ့ရဲ့မိန်းမဖြစ်တဲ့သူကိုဝင်ဆောင်အမျိုးသမီးကိုလည်းပဲကျွန်တော်တို့အရှင်ဖမ်းမိခဲ့တယ်ဆိုတော့ဒီပြစ်စင်မှာကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ပြောချင်တာရှိတယ်ဗျဖမ်းဆီးထိန်းသိမ်းထားတဲ့၎င်းရဲဤမိန်းမဖြစ်သူကိုဝင်ဆောင်ထားတာ၅လရှိလို့လိုအပ်တာတွေကိုစစ်စင်း မင်းမြန်ပြောဆိုပြီးတော့မွေးလာမဲ့ကလေးအတွက်တန့်ညာကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြန်လှုပ်ပေးလိုက်တယ်အရှမ်းကိုအမှုပညာဆန်တယ်ကျွန်တော်တို့တော်လိုက်ချင်ရအရှမ်းကိုနူးညံ့တယ်ကျွန်တော်အမြဲတမ်းပြောနေကြကျွန်တော်တို့ချစ်လုံအားကြီးလို့တော်လိုက်လုပ်နေတာ ကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရင်ဒါစုတအူးချင်းစီတိုင်းကိုကျွန်တော်ရဲဘော်ရှမ်းလေးအရန်ချက်လုံးတော့ကျွန်တော်တော်လိုင်းလောက်နေတာဖြစ်တယ်ကျွန်တော်လည်းဂျီဘော်စီလုံးလို့ရတာပဲဘာမှပြဿနာမရှိကျွန်တော်လည်းတာမန်အခြေအနေတစ်ခုကအော်ဖွာလာတာမဟုတ်ဘူးကျွန်တော်လည်းကျွန်တော်ရဲ့အခြေအနေတစ်ခုရှိပြီဒါဒါပေမဲ့ကျောင်းနိုင်ငံမှာနှစ်ပေါင်းများစွာတွေက အကျံဖတ်တပ်ဖြတ်ခံနေရတဲ့အခြေအနေတွေကိုကျွန်တော်တို့မမြင်ချင်အောင်မဆောင်နိုင်ဘူးကျွန်တော်လူပိသားချင်တယ်ပြီးတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့တိုင်းသားတွေအားလုံးကိုကျွန်တော်တို့အရန်ချစ်လုံတော့ကျွန်တော်အပင်ပန်းခံပြီးတော့တော်လန်ရေးထဲမှာပါဝင်နေကြတာဖြစ်တယ်အခုတိုက်ပွဲအတွင်းမှာရဲမိမကိုဝင်ငါးလလွေထားတယ်မင်းမြင်စရာရှိတာတွေမင်းမြန်ပြီးတော့ကောင်းကောင်းမွန်မွန်ပြန်လှုပ်ပေးလိုက်တယ် မွေးဖွားလာတဲ့ကလေးအတွက်တညာပြီးတော့ပြန်လို့ပေးလိုက်တာဗျာလောက်တောင်ချက်ချင်းတရားလေးနဲ့ပြည့်နေနေတဲ့လူငယ်လူလေးဒါအမှန်တရားပါကျွန်တော်ရင်သားစုံနေတယ်သူတို့အတွက်ဂုဏ်ယူပါတယ်လေးစားပါတယ်လို့ပြောရမှာထပ်တော့ပို့ပြီးတော့ပြောချင်ပါလားဟုတ်ပြီအဲ့ဒီတိုက်ပွဲအတွင်းမှာကျွန်တော်တို့ခွေးနှစ်ကောင်ရှင်းသွားတယ်တကောင်ကတော့ဖန်စီရမိထားတယ် MA1 တက်လက်နဲ့ဒါဆိုင်ကယ် ဗဇီလက်သိသိရမိထားတယ်စစ်စစ်ချက်တွေမှာတော့ရတသားကိုကြီးမွန်အသက်28လက်28နှစ်လာ28116လုံးသက်6နှစ်ခုတ်ကူမြို့နယ်ရေစကန်တာဝန်ကြနေတယ်ဖြစ်တယ်ပြီးတော့ခုတ်ကူကကျွန်တော်တို့ဇာတိပေါ့နော်ဒါသူနေထိုင်တဲ့နေရာဖြစ်ကြောင်းကိုလည်းပဲကျွန်တော်တို့သိရှိထားရတာဖြစ်တယ်ဆိုတော့ကျွန်တော်တော်လန်ရေးဟာကျွန်တော်ရဲ့မိသားစုဝင်တွေတစ်ခါတည်းမှာကျွန်တော်တို့ကအဲ ယန္တူဟာယန္တူလိုမျိုးတုံ့ပြန်နေတယ်ကျွန်တော်တို့အားလုံးသိရှိပြပါပြီကျွန်တော်မိမပြည်စီတော်မှာအားမလို့အားမရပြောနေတာလည်းလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကယန်းကိုတက်ညာလွန်အားကြည့်ကြတယ်ပြီးတော့ချက်ချင်းတရားတွေနဲ့အခုလိုပုံဖော်လာကြတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်မကြမကြပါပဲကျိုးစစ်မြေပြည်နေမှာဆိုရင်ကျွန်တော်တို့စစ်တုံ့ပြန်နေရတယ်တိုက်ပွဲတွေ့မှာဆိုဒဏ်ရတာရှိတယ်ဆိုတော့ကျွန်တော်ရဲဘော်တွေတွေးလို့နေတဲ့စစ်ခွေးကို သူတို့သွေးကိုဖောက်ပြီးတော့လှူကြတယ်လှူတယ်ပေါ့ဗျာသူသွင်းပေးတယ်ဗျာကောင်းကောင်းမွန်မွန်ကျွန်တော်တို့စေကုသပေးတယ်ဒါကျွန်တော်တို့ဘာနဲ့ထိမ့်သိမ့်တဲ့နေရာမရောက်သေးဘူးကျွန်တော်နောက်တန်းကိုပြန်မရောက်သေးဘူးလန်ခုလက်မှာပဲစလစ်တောက်ချင်တယ်ဆိုလဲစလစ်တိုက်သေးတယ်အလောက်ထိတောင်မှဗျာကျွန်တော်တို့လူငယ်တွေသူရဲ့စိတ်ကျွန်တော်တို့မြင်တွေ့ရတခါတည်းမှာကျွန်တော်ချက်သိမ့်အောင်ထားမိတယ် ကျွန်တော်ကိုယ်လိုက်လည်းဖြတ်တန်းခဲ့တဲ့ကာလတောက်လျှောက်လုံးမှာရုံးမှာရိုင်းဆိုင်နဲ့လူရဲ့မျိုးကျွန်တော်တခါမေမစိတ်နေတော့မှကျွန်တော်ပြမခဲ့ပို့ကျွန်တော်ယူသားစွာတိုက်ခိုက်တယ်ချစ်ချင်းများစွာနဲ့ကျွန်တော်တော်လန်နေကြတယ်ဟုတ်ပြီဒီကနေ့မှတင်ပြခဲ့တဲ့အကြောင်းအရာတွေကြောက်မိသားစုနဲ့အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်လူငယ်တွေဟာတကယ်ကိုချစ်လုံးအားကြီးလို့တော်လန်နေကြတာဖြစ်ပါကြောင်း အများကြီးနဲ့ဒီမဲ့ဖီကိုနေုံချုပ်ပြစေ